မြောစာတန်းချင်းတသိန်းခွဲကျော်တင်သွင်းရန်ခွင့်ပြုထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခု2025-2026ဘဏ္ဍာနှစ်ဧပြီလကနေဒီဇင်ဘာလအထိ9လအတွင်းမြေဩစာတန်းချိန်တသိန်းခွဲကျော်နဲ့ဘူတဆေးတန်းချိန်18000ကျော်အထိတင်သွင်းဖို့ခွင့်ပြုထားရတို့တမဝါယမားနှင့်ခြေလံဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလာမိုးကပြောပါတဲ့ ဒီဇင်ဘာလ2ရက်ကကျင်းပအထိယူရီးယားမျိုးအစားဝယ်ယူပြန်ပြူရောင်းချရေးဦးဆောင်ကော်မတီရဲ့လုပ်ငန်းညှိနှိုင်းရေးစီဝေးမှာပြည်ထောင်စုဝန်ကြီးကအခုလိုထည့်သွင်းပြောခဲ့တာပါကိုလာထွင်းမြေဩစာ35648တရမ3ညနှစ်တန်းနဲ့ပိုးသက်စေးတန်းချိန်28490တရမ56တန်းကိုကုမ္ပဏီရလိုက်တွင်းကုန်လိုင်းစင်ရရှိနိုင်ဖို့ထောက်ခံဆောင်ရွက်ပေးထားတယ်လို့ဆိုပါတယ် တွင်ကုန်လိုင်စင်ရရှိပြီးမတင်သွင်းနိုင်သေးတဲ့ကုမ္ပဏီတွေအနေနဲ့လည်းအမြန်တင်သွင်းရမှာဖြစ်ပြီးလိုင်စင်သက်သန်းအတွင်းအမြန်တင်သွင်းနိုင်ဖို့နဲ့သက်သန်းကုန်ရှင်ပြန်အပ်နှံရှိထို့ကိုစီစဉ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ယူရီးယားမြေဩစာဝယ်ယူပြန်ပြူရောင်းချရေးဦးဆောင်ကော်မတီဌာနတွေအနေနဲ့လည်းဓာတ်မြေဩစာတွေအချိန်မီရရှိရေးဈေးနှုန်းသက်သန်းစီရေးနဲ့အရေးအသွေးမှန်ကန်စီရေးအတွက်သက်ဆိုင်ရာဌာနတွေ အလုံးပူးပေါင်းပေါင်းဝင်ဆောင်ရွက်ဖို့လည်းတိုက်တွန်းခဲ့တယ်လို့သိရပါတယ် meditation